မလုံးမဲ့မင်္ဂလာပါဒီနေ့အာကျွန်မတင်ပြပေးမယ့်အကြောင်းအရာလေးကတော့ဒီဒီသင်ခန်းစာထဲမှာပါဝင်တဲ့ probability ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဆိုတော့ probability ရဲ့မြန်မာလိုအဓိပ္ပာယ်ကတော့ဖြစ်နိုင်စွမ်းဖြစ်နိုင်ခြေဝတ် is probability probability ဆိုတာဘာလဲ probability ကိုအတိတ်ပဲဖွင့်တာက probability is the likelihood of an event occurring occurring ဖြစ်ဖြစ်နေတဲ့ an event ဖြစ်ဖြစ်တစ်ခုအဲ့တော့ဖြစ်ဖြစ်နေတဲ့အဖြစ်ဖြစ်တစ်ခုရဲ့ likelihood ဖြစ်နိုင်ခြေကို probability လို့ခေါ်ပါတယ်ဆိုတော့ probability ကို the chance နဲ့လည်းမေးလို့ရှိပါတယ် what is the chance chance ဆိုတော့အခွင့်အလမ်းဘယ်လောက်ရှိမလဲနော်ဖြစ်နိုင်ခြေဘယ်လောက်ရှိမလဲ probability ကို in realized situation တွေမှာလည်းအသုံးပြုပါတယ်ဆိုတော့ probability ကိုဘယ်လိုအခြေအနေတွေမှာအသုံးပြုလဲဆိုတော့ရာသီဥတုခန့်မှန်းတဲ့အခါတွေမှာအသုံးပြုပါတယ် weather forecasting ဘာလို့ for example rain မိုးရွာရင်ရွာတော့ဘယ်လောက်ရှိလဲဥပမာရွာရင်ရွာတော့ 60ရှိရလားဒါမှမဟုတ်ရွာရံရွာလုံး80ရှိရလားဒါမှမဟုတ်ရွာရံရွာလုံးပြည့်ဖြစ်တာလားဆိုပြီးတော့မှရာသီဥတုခန့်မှန်းတဲ့အခါမှာ probability ကိုအသုံးပြုပါတယ်နောက်တစ်ခု sports to game ဆိုမှလည်းအသုံးပြုတယ်အားကစားတွေ games ပွဲတွေ990 chance ဘယ်လောက်ရှိမလဲ probability ကိုအသုံးပြုပါတယ်နောက်တစ်ခု medical decision ဆိုရယ်ဆေးပညာဆိုင်ရာဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာလည်းအသုံးပြုတယ် treatment တစ်ခုကုသမှုတစ်ခုဟာ success ဖြစ်နိုင်ခြင်းအောင်မြင်ခြင်းရခိုင်နှုန်းဘယ်လောက်ရှိလဲဆိုပြီးတော့ probability နဲ့တွက်လို့ရှိတယ်အဲ့တော့ probability ကိုတန်ဖိုးသတ်မှတ်တဲ့အခါမှာ probability ရဲ့တန်ဖိုးက0နဲ့1ကြားမှာပဲရှိပါတယ် ဆိုတော့ probability ရဲ့တန်ဖိုးက0ဖြစ်နိုင်တယ်လို့1လည်းဖြစ်နိုင်တယ်0နဲ့1ကြာမှလည်းရှိပါတယ်ဆိုတော့0ကကြတော့ represent an impossible event လုံးဝမဖြစ်နိုင်တဲ့အဖြစ်အပျက်တစ်ခုရဲ့နော် probability တန်ဖိုးက0ဖြစ်ပါတယ်ပြီးတော့1ကတော့ a certain event တေချာပေါက်ဖြစ်နိုင်တဲ့အဖြစ်အပျက်တစ်ခုကို 1နဲ့ဖော်ပြပါတယ် probability table 1ဖြစ်ပါတယ်တေချာဖြစ်တော့မယ်เนาะ100%ဖြစ်ပြီဆိုတာနဲ့ probability ရဲ့ value က1ဖြစ်ပါတယ်ဆိုတော့ probability table လေးပြောပြီးသွားတဲ့အခါမှာအဲဒီ probability value ကိုဘာတွေနဲ့ဖော်ပြလဲဆိုတာကိုပြောပါမယ် probability value can be expressed as decimal ဒသမကိန်းလေးတွေနဲ့ဖော်ပြပါတယ် freshing အပိုင်းကိန်းလေးတွေနဲ့လည်း probability demo ဖော်ပြပါတယ် and percentages နော်ရာရာခိုင်နှုန်းတွေနဲ့လည်း probability ရဲ့ demo ကိုဖော်ပြတယ် probability က also a ratio အချို့တခုလည်းဖြစ်ပါတယ်အဲ့တော့ဘာနဲ့ဘာနဲ့ကိုအချိုးချထားတာလဲ probability formula အရဆိုလို့ရှိရင်เนาะ probability of event a အဲ့တော့ ီအဖြစ်ဖြစ် A အတွက် probability ကိုလိုချင်သူရဲ့ formula က the number of favorable outcomes အဲ့တော့ကိုလိုချင်တဲ့ outcomes ရလက်အရေးအတွက်ကို total possible outcomes စုစုပေါင်းဖြစ်နိုင်တဲ့အာ outcomes ရလက်တွေနဲ့အချိုးချဖြစ်တယ်အဲ့တော့ဒီ formula အရာ example လေး၃ခုနဲ့ probability ရဲ့တန်ဖိုးလေးတွေတွေ့ကြည့်ရအောင် example 1 if you have a bag with three red balls and two blue balls အဲ့တော့ခုမှာနှိလေးတိတ်ရှိတယ်အဲ့ဒီအိတ်ထဲမှာအနီရောင်ဘောလုံးလေး၃ခုနဲ့ပြာရောင်ဘောလုံးလေး၂ခုရှိတယ်ဒါဆိုရင်တိုးတဲ့က၅လုံးရှိမယ်အဲ့တော့ total possible outcome က5ဖြစ်မယ်အချိုးကြကြည့်တဲ့အခါမှာ what is the probability of picking a red ball အနီရောင်ဘောလုံးလေးတစ်လုံးကိုရွေးလိုက်မယ်ဆိုရင်သူ့ရဲ့ probability တန်ဖိုးဘယ်လောက်ဖြစ်လဲအဲ့တော့အနည်းအောင်ဘောလုံးလေးရဒီမှာ၃လုံးရှိပါတယ်3ကို total possible outcome 5နဲ့အချိုးချလိုက်ပါမယ်ဆိုတော့ probability of picking a red ball ရဲ့တန်ဖိုးက fraction နဲ့ဆို3 over 5 decimal နဲ့ဆို0.6 percentage နဲ့ပြောမယ်ဆိုရင်တော့60%ရပါမယ် okay ရမှာတဲ့နော်ဒါဆိုရင် x 2ကိုတွားရအောင် on 1000 at ခွိုင်းခွိုင်းတစ်ခုကိုအကျွေးစေးလေးတစ်ခုကိုမျှလိုက်မယ်မျှလိုက်တဲ့အခါမှာအကျွေးစေးရဲ့ total possible organ အကျွေးစေးကသူ့မှာ head နဲ့ tail ဆိုပြီးတော့ခေါင်းနဲ့ပန်းဆိုပြီးတော့မှနှစ်ခုရှိတယ် total possible organ ကနှစ်ခုရှိတယ်အဲ့တော့မေးတာက what is the chance of getting head ခေါင်းကြနိုင်တဲ့အခွင့်အရေးဘယ်လောက်ရှိလဲအဲ့တော့ခေါင်းနဲ့ပန်းမှာခေါင်းက 1. Two there are 2. The, example, the chance of getting head is freshness 1 so we over 2. Dexterminus so 0 0.5. Percentage 50%. Yeah, my Okay. Yeah, be Now, so example 3 so Example 3 What is the probability of rolling a 6 in a standard six sided die? ဒိုင်းဆိုတဲ့အင်္ဇာရုံးလေးတစ်ခု သူ့မှာ6 sided 6မျက်နှာပါတယ် standard 6 sided ဒိုင်းမှာအဲ့တော့ protein possible organ အနေနဲ့ကတော့မျက်နှာ6ခုဆိုတဲ့အတွက်ကြောင့်မလို့6နော် total number of total number of possible organ က6ဖြစ်မယ်အဲ့တော့ favorite way ကကိုကပါလို့ကျွန်တော်လဲ rolling at 6 number ကြာနိုင်မဲ့ probability နံပါတ်6က6ခုထဲမှာတစ်ခုဖြစ်တယ်။ဒါကြောင့်မလို့ probability of ruling as 6 is fraction အရဆိုရင်1 over 6 decimal နဲ့ဆိုရင်0.16နော်။နောက်ပြီးတော့ percentage နဲ့ဆိုရင်တော့16%လို့ယူပေးထားပါတယ်။ဆိုတော့ဒီနေ့သင်သွားတဲ့အကြောင်းအရာလေးကို recap ပြန်လုပ်မယ်ဆိုရင်တော့ probability ဆိုတာဖြစ်နိုင်ခြင်းကို ပြောတာ probability ရဲ့တန်ဖိုးဒီ0နဲ့1ကြားမှာရှိတယ်ဟုတ်0နဲ့1ကြားမှာရှိတယ်0နဲ့လည်းညီနိုင်တယ်အာ1နဲ့လည်းညီနိုင်တယ်0နဲ့1ကြားမှာလည်းရှိနိုင်တယ်ဆိုပြီးတော့ပြောထားတယ်နောက်တစ်ချက်အနေနဲ့ကတော့ probability ရဲ့ formula လေးကဒီလို ratio လိုမျိုးအချိုးချတာဖြစ်တယ် number of favorable organs ကိုလိုချင်တဲ့အာဂန်အရေအတွက်ကို number of total possible organ နဲ့စားတာဖြစ်တယ်။နောက်ပြီးတော့ဒီ probability ရဲ့ value လေးတွေကိုအာဗာလေးနဲ့သတ်မှတ်လဲဆိုတော့ decimal လေးတွေနဲ့ expert ဖော်ပြတယ် fraction လေးတွေနဲ့ဖော်ပြတယ် percentage လေးတွေနဲ့ဖော်ပြတယ်ဆိုပြီးတော့အာသင်ကြားပေးသွားတာဖြစ်ပါတယ်။အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်။ကျေးဇူးတင်ပါတယ်။